မင်္ဂလာပါဒီနေ့အင်ဂျင်ကိုကကိုယ့်အကောင်နဲ့ပေါ့နော်နံပါတ်ဝယ်သုံးတဲ့လူတွေအတွက်နံပါတ်ရွေးချယ်တဲ့အခါကြလို့ရှိရင်အမှားနည်းစီပေါ့အတွက်ပေါ့နော်အင်ဂျင်ကို အချက်တင်နဲ့လာပြီးတော့ assurance လုပ်ပေးမှာဖြစ်ပါတယ်အာတီချယ်တို့နံပါတ်တခုစီတဲ့အခါကြတော့ပေါ့နော်တီချယ်ကနိုင်ငံခြားတွေမှာဥပမာထိုင်းဘက်မှာလက်ကစတမာတွေအများကြီးရှိတယ်တခြားနိုင်ငံတွေမှာလက်ကစတမာတွေအများကြီးရှိတယ်ဒါပေမဲ့တီချယ်ကမြန်မာပြည်ကိုဥတည်ပြီးတော့ပြောမယ်နော် ြန်မာပြည်ကအရှိကတုံညကိုကမဖြစ်မနေပါတယ်။နော်အဲ့ဒါခြေကတုံညကိုဖယ်လိုက်နေပေါ့။ပြီးွားလို့ရှိရင်အနောက်မှာကိုလုံးရှိတယ်။နော်အဲ့ဒီကိုလုံးကတချေတို့ဟိုအကျိုးရှိစေတဲ့နံပါတ်တချေတို့ခေါ်တဲ့ဇောတိကနံပါတ်နော်လူကိုဇောတိကဖြစ်စေတဲ့ abundance ဖြစ်စေတဲ့ချမ်းသာမှုပျော်ရွှင်မှုစသဖြင့်ဆက်ဆက်ရရပေးစွမ်းတဲ့နံပါတ်တစ်ခုဖြစ်ဖို့အတွက်ကနံပါတ်၁အချက်အကောင်လုံးအစိမ်းရောင်နံပါတ်ဖြစ်နေဖို့လိုအပ်တယ် တချို့တော့နံပါတ်တဲမှာဆိုရင်အနီအဝါအစိမ်းဆိုပြီးတော့ level လေးတွေရှိတယ်။အဲ့ဒါကိုလေ့လာထားတဲ့လူတွေကတို့ကအစိမ်းရောင်နံပါတ်ဆိုတာသိပြီးသားဖြစ်တယ်။နော်။အဲ့တော့အစိမ်းရောင်နံပါတ်ကိုစီရမှာဖြစ်တယ်။အဲ့အစိမ်းရောင်နံပါတ်တဲမှာစီတဲ့အခါကျလို့ရှိရင်ကိုအတွက်ပေါ့နော်။အဲကိုနံပါတ်ရွေးချယ်တော့မယ်။ဟုတ်ဆရာလေးစီမံလက်ကိုမဝဲဘူးကိုဟာကိုနဲ့ရွေးချယ်တော့မယ်ဆိုရင်နံပါတ်1အချက်ကို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 ပြန်ပေးပါကိုဘာလိုချင်တာလဲ နော်ကိုဘာလိုချင်တာလဲတိချေတော့လဲမေးတယ်လေကိုဘာလိုချင်တာလဲအဲ့ဒီမှာကိုလိုချင်တဲ့အရာနဲ့ကိုက်ညီတဲ့နံပါတ်လေးပေါ့နော်ဖြစ်ဖို့လိုတဲ့ကိုလိုချင်တဲ့ရာဒူးလားအချင်ကြီးလားအငွေကြီးအစီပြေဖို့လားအကျွေးအမြန်ကြေဖို့အတွက်လားအလုပ်ငန်းတိုးချဲ့ခြင်းတလားအပညာရေးမှာတော်ခြင်းတလားကျမရေးကောင်းခြင်းတလားဒါကိုကိုကဥတည်ပြီးတော့ရွေးရမှာဖြစ်ပါတယ်နော်ရွေးရမှာဖြစ်ပါတယ်အဲ့ဒီထဲမှာနံပါတ်အနောက်ကနံပါတ် းလုံးတွေကသူ့နေရာနဲ့သူသူ့ location နဲ့သူအရန်နဲ့အရေးကြီးတာပေါ့နော်ဥပမာထိတ်ဆုံးက309နောက်ကအဲထိတ်ဆုံးနံပါတ်2လုံးကအဲ့ဒီလူရဲ့အဲတွင်ပြင်လက္ခဏာလေးတွေအရန်နဲ့ပြတာတဲ့နံပါတ်ဖြစ်တယ်။အားကြောင့်မလို့ကိုကနံပါတ်တခုယူရတဲ့အခါကျလို့ရှိရင်ဘာဘာကြောင့်ဒီနံပါတ်ကိုမှယူရတာလဲဆိုတာအရန်အရေးကြီးတယ်လေ။အားဒီကနေမှကိုယ့်ရဲ့အာတွင်ပြင်ကိုယ့်ရဲ့လုံရက်တွေက အဲ့ဒီကိုလိုချင်တဲ့ဘဝနဲ့တသက်တည်းဖြစ်ဖို့အတွက်ပေါ့နော်ဒါကြောင့်မလို့အဲ့ဒီအရှိကနံပါတ်နှလုံးမသိ iron နဲ့မှာ အရေးကြီးတယ်အဲ့ထက်အရေးကြီးတဲ့နံပါတ်တွေကရရှိသေးလားဆိုရှိတယ်နော်အနောက်ဆုံးနံပါတ်နောက်ဆုံးနံပါတ်တွေလည်းပဲအဲ့ဒီလူအတွက်ဟိုဘယ်လိုပြောမလဲသူ့ရဲ့ဖြတ်တန်းရမယ်အဘဝပေါ့နော်ဖြတ်တန်းရမယ်ဘဝသူဆုံးခဲ့ရမယ်အပိုင်းလေးတွေသူ့အတွက်အများကြီးလိုအပ်တယ် ဲ့ဒီအနောက်ဆုံးနှလုံးရဲ့အရှိကနှလုံးဒီလေပဲဒီရတော့နံပါတ်လောကပေါ်မှာဆိုရင်တအားနဲ့အရေးကြီးတဲ့ level တဲကိုရောက်သွားတယ်။နောက်ပြီးတော့အဲ့ဒီအနောက်ကလေးလုံးပေါင်းခြင်းကလည်းဒီရတော့အရန်နဲ့အရန်နဲ့မှအရေးကြီးတယ်နော်။အဲ့ဒီအကြောင်းအရာလေးတွေကိုကိုကခါခါနနလေ့လာထားဖို့လိုအပ်တယ်။နော်။လေ့လာထားဖို့လိုအပ်တယ်။နောက်ပြီးတော့အလဲကကျန်နေတဲ့၃လုံးဒီကိုယ့်ရဲ့ဘဝကို ဘယ်ကိုဥတည်စီတာလဲဘယ်ကိုရည်ညွှန်းနေတာလဲဆိုတာကိုလည်းရည်ညွှန်းတာဖြစ်တဲ့အတွက်ကြောင့်မလို့နံပါတ်၄စီတဲ့အခါကြလို့ရှိရင်အာကိုဟိုဖြစ်တယ်လို့ဖြစ်တယ်လို့ sorry ဖြစ်တယ်လို့ကတော့လူတိုင်းကတော့မလုပ်ပါဘူးပေါ့နော်အာတိတ်စိတ်တိတ်တိတ်ချေချာလေးစီစစ်ပေးဖို့စီနီယာလေးကပ်ရည်ဖို့အတွက်စီစစ်ပေးရမှာဖြစ်ပါတယ်နောက်ပြီးတော့ကိုက ကိုဟာကိုနံပါတ်စီတော့မယ်ဆိုရင်ကိုတိရမယ်နံပါတ်၃လုံးချင်းစီရဲ့အဓိပ္ပာယ်။နောက်ပြီးတော့နံပါတ်၂လုံးသွင်းလိုက်လို့ရှိရင်သူ့ရဲ့အဓိပ္ပာယ်။ဘယ်နံပါတ်ကဘယ်နံပါတ်ကိုဥဆောင်နေတာလဲ။စသဖြင့်ဒီကိစ္စတွေနဲ့ပတ်သက်ပြီးတော့ကိုကလစ်လစ်အာနက်နက်နဲနဲပေါ့နော်။အာလေ့လာထားဖို့လည်းလိုအပ်တယ်။နောက်ပြီးတော့နံပါတ်၄တွေစီလိုက်တဲ့အခါကျတော့ကိုဖြစ်ရှင်တဲ့ဘဝကိုတုံးအားပေးတဲ့နံပါတ်ဖြစ်တယ်ဆိုပေမဲ့လည်းအဲ့ဒီနံပါတ်မှာ တချက်အနေပြောတယ်အင်ဂျင်ကနံပါတ်တိုင်းမှာတချက်တော့အားသာချက်အားနေချက်ရှိတယ်အနေကောင်နံပါတ်ကအားနေချက်အရင်များလွန်းလို့ကတချက်တော့လုံးဝမတော်ဘူးအစိမ်းကောင်နံပါတ်ကအားသာချက်တွေကပုံများတယ်အားနေချက်ထက်ကိုနော်ဒါကြောင့်မို့တချက်တော့တုံးတယ်ဒါပေမဲ့သူ့ရဲ့အားနေချက်ကိုလေကိုကခကနနလိလာထားရတယ် နော်လေ့လာထားရတဲ့ပြီးွားတော့မှအဒီနံဘတ်ကိုစီလိုက်တဲ့အခါကျတော့ဖြစ်ပေါ်လာတဲ့ဘဝပေါ့နော်အဲကိုပြန်ပြီးတော့ပုံဖော်ကြည့်လိုက်လို့ရတယ်ဥပမာဒီချေတော့နံဘတ်တစ်ခုကိုဖတ်လိုက်တဲ့အခါကျတော့ဒီနံဘတ်ကိုကြည့်ခြင်းကြောင့်ဒီလူရဲ့စိတ်ထားကိုအခမ်းမန်းလို့ရနေပြီအာဒီလူရဲ့အခြေရေဘယ်လိုရှိလဲဆိုတာလည်းဒီချေတော့တန်းပြီးတော့အဲဟိုဘယ်လိုပြောမလဲစစ်ဆိုင်ရရင်တော့အထီးက တည်နေရမှာပေါ့နော်အဲ့ဒီလူမျိုးဟိုသူ့ရဲ့ငွေကြီးကိစ္စသူ့ရဲ့လူမှုပေါင်းသင်းရေးဆက်ဆံရေးကိစ္စဒါတွေအကုန်လုံးကိုပေါ့နော်အံဝင်ဝင်ကြဖြစ်ဖို့အတွက်လိုအပ်တယ်အဲ့ဒီအရာတွေကလည်းလိလာသိမှုတွေလုတ်တယ်ဒို့မဟုတ်အဲစမ်းတတ်မှုပေါ့နော်အချင်းချင်းအခါခါလုံလို့ရှိရင်တော့လေလူကြီးမင်းတို့ အဆင်ပြေမှုလေးတွေရရှိသွားစေမယ်။ဒါကြောင့်မလို့နံပါတ်တစ်ခုရွေးတဲ့အခါကျမှရှိရင်ခုနကတိချေပြောတဲ့အချက်အလက်လေးတွေကိုတေးသေးချာချာလေ့လာသုံးသပ်ပြီးတော့စီစစ်ပြီးတော့ပေါ့နော်။စီဖို့လိုအပ်တယ်။တီချဲအင်ဂျယ်ကိုတို့ကကြတော့ဒီပညာနဲ့ပတ်သက်ပြီးတော့ကွာအာဆရာအဖြစ်နဲ့လာတယ်ဆရာဖြစ်နဲ့လာတယ်ဆိုတော့တေချာတဲ့ဒီပညာရဲ့နဲ့ပတ်သက်ပြီးတော့တီချဲတို့က crazy ဖြစ်ရတယ်အာလိလာတင်ယူမှုတွေလေးလေးနက်နက်ပေါ့နော်တော်ယုံတန်ယုံ ဟိုစာလေးတအုံနှောက်အုပ်ဖတ်ပြီးတော့လုံလို့ရှိရင်ဒီကိစ္စတွေကတချေအရင်စိတ်ကူမိတယ်အမှားအယွင်းဖြစ်မှာစိုးလို့ဘာဖြစ်လို့လဲဆိုတော့ဘယ်ပညာရမှာမစိုးလူကြီးမင်းတို့ဒီပညာရမှာပဲမှမဟုတ်ဘူးဘယ်ပညာရမှာမစိုးတကယ်တမ်းလေးလေးနက်နက်လေလာနေတဲ့လူတယောက်ကဘယ်လိုပြောမလဲဥပမာဆေးရောင်ငါအစာဖြစ်တယ်လို့စေး ကြိုက်ရကြုံရစေ तू မပေးရင်ဘာဖြစ်လို့ဆိုတော့စိတ်ရဲ့ effect လေးတွေ तू သိတယ်ပေါ့နော်အဲဒီလိုမျိုးပေါ့ဥပမာ mop လောက်တာကအစာပေါ့ဒီ mop အကြောင်းနဲ့ပတ်သက်ပြီးတော့အသေးစိတ်သိထားတဲ့လူတွေကတခါတလေလူကြီးမင်းတို့အဲ့ဒီ mop လောက်တဲ့နေရာမှာထဲ့တဲ့ရေထဲ့တဲ့မီးအရှင်အလျှော့အသင်းဒါတွေကအစာ technique ပေါ့နော်သူ့မှာ listen နဲ့ဆိုတာရှိတယ် ဥပမာတချို့လူကြီးမင်းတို့တွေ့ဘူးတယ်ဟလားအဲဗလဲအခုဗလဲလူတွေတော်တော်များများကဖြော်ရည်တက်ဖြစ်တင်းတန်းတွေပါတွေတက်တက်ကြတယ်။ဆရာလည်းသူဒီပစ္စည်းပဲထည့်တယ်ကိုလည်းပြောပြတယ်ဒါပေမဲ့ကိုဖြော်တဲ့နီးနဲ့ဆရာဖြော်တဲ့နီးကဘာဖြစ်လို့နည်းနည်းလေးကွာနေသေးတယ်လဲ။ဘာဖြစ်လို့စိတ်ဓာတ်ချင်းမတူတာလဲ။ဘောနော်ဒါတွေကအနုစိတ်တဲ့အပိုင်းလေးဖြစ်သွားတယ်။ဒါကြောင့်မလို့အာတီချေရဲ့ကျမမှာအလောက်ထိအနုစိတ်ဖို့လဲ အချိန်မရှိဘူးအနှုတ်ဆိုင်လို့လည်းမနိုင်ဘူးဘာဖြစ်လို့ဆိုတော့ကိုကလှုပ်ရှားနေတဲ့အလုပ်ပဲတခြားအလုပ်ဒီနော်ဒီအလုပ်တီချယ်တို့လှုပ်တဲ့အလုပ်နဲ့လှုပ်ရှားနေတာမဟုတ်တဲ့အတွက်ကြောင့်မလို့တီချယ်တို့လောက် expert မဖြစ်ဘူးအဲ့ဒီတော့ဒီနံပါတ်အကြောင်းနဲ့လည်းပတ်သက်ပြီးတော့ယုံကြည်တယ်ဆိုရင်တော့တီချယ်အင်ဂျယ်ကိုစီမှာအလုပ်အနှံ့လို့ရတယ်တီချယ်ကတော့အတော်ဆုံးလို့ကိုကိုဘယ်တော့မှမပြောဘာဖြစ်လို့ဆိုတော့ကိုကိုကိုအရန်တော်သွားပြီးအရန်တတ်သွားပြီးလို့ပြောတဲ့အမျိုးကတီချယ်ရဲ့အမြင်မှာ အော်ပညာရေးပိုင်းမှာသူနည်းနည်းနဲနေလို့ပဲခံစားရတယ်ဘာဖြစ်ဆိုတော့အခုတိကျအောင်ကြည့်နေတဲ့လူတွေအများကြီးရှိတော့ဗောနော်တကယ်ပညာဓာတ်တွေတကယ် expert သူသူနဲ့သက်ဆိုင်တဲ့ပညာရမှာဗောနော်တကယ် expert ဖြစ်တဲ့လူတွေဆိုရင်ငါကအတော်ဆုံးလို့ပြောရတဲ့လူရှိလားဒီချင်းမင်းတို့ ကျေးဇူးပြုပြီးတော့ဖြေခဲ့ပြေးပါအောင်ဒီအထည်နားထောင်လို့ရှိရင်ဒီချေတိချင်တယ်ပေါ့နော်အပြောရဲတယ်ဆိုရင်တော့ပြောရဲတယ်မပြောရင်ဆိုမပြောရဲတိချေရဲ့အတွေ့အကြုံအရာပေါ့နော်တိချေရဲ့ဟိုအထက်တန်းဟောာပဲပြောရမလားပညာတတ်တွေပဲပြောရမလားတိချေတွေ့ခဲ့တဲ့လူတွေအများကြီးတိချေတို့ဆရာကိုယ်တိုင်တော့မှဒီပညာနဲ့ပတ်သက်ပြီးအတော်ဆုံးပြောဆရာမပြောဘူးเนาะအဲဒီလိုမျိုးပေါ့အဲရှိတယ်အဲ့ဒါတကယ်အင်ဂျယ်ကတော့ ဒီပညာနဲ့ပတ်သက်ပြီးတော့ဟိုလေးလာလိုက်စားတယ်ခொနည်းသာသမီအားလုံးကိုလည်းကူညီဖို့စိတ်တူရှိတယ်ဒိတ်ဒိတ်ကျဲနံပါတ်ကိုလည်းရအောင်ပေါ့နော်ရွေးချယ်ပေးမဲ့ဆရာတယောက်အဖြစ်ခံယူထားတဲ့လူတယောက်ဖြစ်တယ်ဒါကြောင့်မလို့အလောက်အနှံ့လို့ရတယ်ကိုလှုပ်ချင်တဲ့ကိုရဲ့တခြားအတိုင်းအဝိုင်းမှာပေါ့နော်ကိုလုပ်ငန်းမှာကိုတတတတတာနဲ့ပြပြရှင်ရှင်နဲ့အချိန်ပေးပြီးတော့လှုပ်ချင်တဲ့ချိန်ရအများဆုံးဆက်သွယ်ပါအင်ဂျင်ကိုပါ